ခုတင်ဆက်ပေးချင်တာကတော့ချက်တူလေးကိုငွေကျပ်3500ကွန်တိုတခန်းတိုက်ခန်းတခန်းစိန်ရွှေကြောင်းမြေရနာမျိုးစုံနဲ့တင်တောင်းခဲ့တဲ့တရုတ်ဆောင်စီရပါပရိသတ်ကြီးတရုတ်ဆောင်စီရကချက်တူလေးရုံးဝင်ဒီစော်ကိုသူမနေထိုင်ရာပေါင်မြို့နယ်မှာတွားရောက်ပြီးတော့ဆေးဆက်တောင်းရမင်းကပွဲလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်သူ့ရဲ့အနုပညာတက်တန်းတစ်လျှောက်အစုဆောင်ထားသမျှနဲ့တင်တောင်းခဲ့တာလို့လည်းသိရပါတယ်ကျွန်တော်တို့နှစ်ယောက်စလုံးမှာအဖေတွေမရှိကြတော့လို့ဆေးဆက်တောင်းရမင်းကပွဲလေးမှာ နှစ်ယောက်လုံးမျက်ရည်ကျမရပါဆိုပြီးတော့တယောက်ဆောင်စီရကပြောပါတယ်တယောက်ဆောင်စီရကသူ့မာရောသူ့ရဲ့ချစ်သူလေးယုံဝင်ရီဆိုမာရောအဖေရမရှိကြတော့ပါကြောင်းဒါကြောင့်ဒီနေ့လိုပွဲလေးမှာဖခင်ကိုအသီးသီးသတိရပြီးမျက်ရည်ကျခဲ့မိတာဖြစ်ကြောင်းပြောခဲ့ပါတယ်ဆရာကသူ့အနေနဲ့ဖခင်ကြီးကိုဒီပွဲလေးကိုမြင်စေချင်မိပြီးမျက်ရည်ကျသွားမိကြောင်းသူ့ရဲ့ချစ်သူလေးကိုလည်းခင်မွန်းလို့ရောအဖေလိုပါဆောင်လျှောက်ပေးသွားမယ်လို့ဆိုခဲ့ပါတယ်သူတို့နှုတ်ကယုံရီဇော်ဆယ်တန်းကလေးကတွေ့ဆုံချစ်ချင်းဝင်ခဲ့ကြတာဖြစ်ပြီးမိခင်ဖြစ်သူကလည်းတခုခုဆိုရင်ချွေးမလေးဘက်ကပဲပါလိရှိသူဖြစ်ကြောင်း ကျွန်တော်ထပ်အချင်းမလေးကိုချစ်ပြီးသူတို့အချင်းလည်းအရန်ဆင်ပြေသူတွေမျိုးပျော်ရွှင်မိကြောင်ပြောပါရတယ်။မိခင်ကြီးကိုယ်တိုင်ကမင်္ဂလာပွဲလေးကိုအမြန်ပြုလုပ်စေချင်နေတာဖြစ်ပြီးအခုလိုတောင်းရန်ဆေးဆက်ပေးခဲ့တာလို့လည်းဇေယျကဆိုပါရတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါရနော်။အခုတင်ဆက်ပေးချင်တာကတော့သုံးပွင့်ဆိုင်အချစ်ဇက်လန်ပုံစံအချစ်ဆုံးသူရဲ့အထုပ်ပတ်ဒီဇက်လန်တွေရဲ့ press show ပွဲအခမ်းအနားကျင်းပတယ်ဆိုတဲ့သတင်းလေးပါ။ MRT4 နဲ့ကြောင်ကဘာထုတ်လုပ်ရေးတို့ပူးပေါင်းတင်ဆက်တဲ့သုံးပွင့်ဆိုင်အချစ်ဇက်လန်ပုံစံ ချစ်ဆုံးသူရဲ့အထုပ်ပတ်ဒီဇယ်လန်တွေရဲ့ brush ဝဲခန္ဓာကိုယနေ့ဇွန်လ9ရက်အမွန်လယ်2နာရီကရန်ကုန်မြို့အလုံးမြို့နယ်မှာရှိနေတဲ့ Select Hotel မှာကျင်းပခဲ့ပါတယ်။ဒီဇယ်လန်တွေကဆိုင်းဆရာကြီးနွမ်းကြတိုင်းရဲ့နာမည်ကြီးဝတ္ထုဆိုတော့ကိုတက်တာဝန်လဲကြီးပါတယ်။သုံးပွင့်ဆိုင် အချစ်ဇယ်လန်လေးဖြစ်လို့ဘသူကိုပို့ချလဲဆိုတာကိုတော့ဇယ်လန်လေးထုတ်လင်းတဲ့အခါမှာပရိသတ်တွေသိကြရမှာပါ။သူပြောလိုက်ရင်ပရိသတ်တွေစိတ်ဝင်စားစရာမကောင်းဘူးလို့ဖြစ်မှာဆိုလို့ပါ။တယောက်ဆောင်ကောင်းမြတ်ဆန်ကပြောပါတယ်။ အဆိုပါစကားကိုတော့အစာရေးဆရာအနန်းကြားတိုင်းရဲ့ဝိတ္ထုကိုဇက်ညွန်ဟေမာဆန်ဟင်းစော်ဦးနဲ့အေးချမ်းမွန်တို့ကရေးသားပြီးတွဲဖက်ဒါရိုက်တာငိမ့်ကိုသက်စပူထွန်းဒါရိုက်တာစပူထွန်းတလွင်ကရိုက်ကူးမှဖြစ်ပြီးတရုပ်ဆောင်တွေဖြစ်ကြတဲ့ကောင်းမြတ်ဆန်မုံဆုထက်လိုက်ဒီယန်ပိုင်သိမင်းခန့်ကိုဝတ်သုံးဒန်ယီလာခန့်ကျော်ထူဝနာရှိန်ဆုတင်စာဟန်တင်းရတီခင် ပန်စုစောင်းရနဲ့အနန်းထက်ဆန်စိုးဆန်ချစ်ခွန်းချိုအကယ်ဒမီရဲအောင်အကယ်ဒမီမေတင်စာဦး လှမျိုးတင်စားနှင့်နန်းရွှေဤမိုးခန့်တင်းဝီထွန်ဇင်မျိုးဥထုတအဝင်းမြိုင်ခစ်ဆွဲတဲ့တော်ခင်အောင်မြင်တင်စားထက် ရှားစုရွန်ပိုးဖြူလင်းလက်ခလေးတယုတ်ဆောင်အာကိုရာအင်ဂျာနေချင်းဝင်းလက်တို့ပါဝင်ထားကြပါတယ်အချက်ဆုံးတွေအထောက်ပံ့ဒီဇလန်တွေကိုတော့လာမယ့်ဇွန်လ17ရက်နေ့ကစပြီးအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေသည့်ည9နာရီတိုင်းမှာ MTV4 ရုပ်သံလိုင်းကနေပြီးတော့ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးချင်တာကတော့မော်ရယ်ဖခင်ကြီးလို့လူသိများတဲ့ဂျွန်လင်ကပြန်လည်လွတ်မြောက်လာပြီလို့သတင်းတချို့မှဖော်ပြထားကြပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးဂျွန်လင်ကိုခေါ်ယူစစ်ဆေးမေးမြန်းနေရဆိုပြီးသိခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့တပည့်တချို့ဖြစ်တဲ့တယောက်ဆောင်လင်းအောင်နဲ့အစတော်ဖြုတ်မြင့်အောင်အစားရှိသူတွေကမိခင်အတွက်တည်တက်ပြီးစိတ်တော်ရောကောင်းနဲ့သူတို့ဆရာအမြန်ဆုံးအဆင်ပြေသွားစေဖို့ဆုတောင်းကုပေးတာကိုတွေ့ရပါတယ်။မိဘကိုတည်တက်ပြီးသူတစ်ပါးကိုအမြဲကူညီလေးရှိတဲ့ဂျွန်လင်အမြန်ဆုံးအဆင်ပြေစေဖို့ဆုတောင်းပေးခဲ့ကြတဲ့တယောက်ဆောင်လင်းအောင်ဖြုတ်မြင့်အောင်နဲ့မိကလင်းလင်းတို့ကတော့ မိဘကိုတိတက်ပြီးသူတို့ဘကိုအမြဲကူညီလေးရှိတဲ့ဆရာကျွန်းလည်းအမြန်ဆုံးအဆင်ပြေသွားစေဖို့ဆုတောင်းပေးခဲ့ကြပါတယ်မော်ရယ်ဖခင်ကြီးလို့နာမည်ကြီးတဲ့ဂျွန်လန်ကမကြသေးခင်ရပိုင်းကအဖမ်းကြီးဆစေးခံရတယ်ဆိုပြီးကြားနေရတာဖြစ်ပါတယ်။ဆိုတော့ဖြိုးမြအောင်ကလည်းကျွန်တော်ရဲ့အဖိုးကျမ်းမကြီးခက်ခဲဖြစ်နေချင်းလိုအပ်တဲ့စေဝါးတွေကူညီပေးခဲ့တယ်။အလုံးလုံးတဲ့အခါတိကျတယ်စေနာကောင်းတယ်။ဘသူပဲခက်ခဲကြုံကြုံကူညီတတ်တဲ့သူ ်မိဘပေါ်တည်တတ်တဲ့သူစိတ်နာကောင်းသောသူအစအစရဲ့အဆင်ပြေပါစေကိုကျွန်းလို့ပြောထားတွေ့ရပါတယ်သူအဆင်ပြေခြင်းကအရန်ချစ်တဲ့ဆရာဆိုပြီးကန့်နေကြသူတွေသူအဖမ်းခံရခြင်းမှာရောမော်ရီဖာကင်ကြီးလို့နာမည်ကျော်ကြားတဲ့ဂျွန်လန်ကတော့ဖမ်းဆီးစစ်ဆေးခံရတယ်လို့ဆိုထားပြီးမယ်သူနဲ့ပတ်သက်ပြီးသူတပည့်တော်တော်များများကတော့ဆွတ်တောင်းပေးတာမျိုးမတွေ့ခဲ့ရဘဲနဲ့တယောက်ဆောင်အလင်းရောင်အစတော်ဖြိုးမြအောင်နဲ့မိတ်ကလင်းလင်းအစာရှိသူတွေကပဲဆွတ်တောင်းပေးတာတွေ့ခဲ့ရပါတယ်ဒါကြောင့်အခုပြန်လွန်လာပြီးရဲ့နောက်မှာတော့ အယမ်းချက်တယ်ဆရာအယမ်းချက်တယ်ဆရာကြီးအယမ်းချက်တယ်ဆရာတို့ကြီးဆရာအဆင်ပြေနော်လို့ဟာတာနှော်ပြီးအတိပေးခဲ့တာပဲဖြစ်ပါတယ်တကယ်ခက်ခဲကြုံမှာမိတ်ဆွေစစ်ဆိုတာသိရတယ်ဆိုတာအမှန်ပါပဲနော်ပရိသတ်ကြီးတို့ညဝေပေးလိုက်ပါတယ်ရှင်မိင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးမှာကတော့ Canbat အနေနဲ့အတိထွက်ရှိမဲ့ VVD New Music Video Mix Up ရဲ့အခမ်းအနားကျင်းပခဲ့တဲ့မိစံရဲ့အကြောင်းလေးပါ တီတီဆိုအစရောမီဆန်နီရဲ့ကမ်ဘတ်အနေနဲ့အသစ်ထွက်မဲ့ VVD New Music Video မိတ်ဆက်ပွဲအခမ်းအနားကိုတော့ယနေ့ဇွန်လ10ရက်နေ့နေ့10နာရီကရန်ကုန်မြို့အမြန်ကုန်းမြို့နယ်မှာရှိနေတဲ့နော်ရီရုပ်ရှင်မှာကျင်းပခဲ့ပါတယ်။တီတချင်းကမနစ်ကလုပ်ခဲ့တဲ့ International Artist Project Alpha နဲ့ကတချင်းမှာကမ္ဘာရဲ့80%အကိုင်းဆုံးဖြစ်တဲ့နိုင်ငံပေါင်း158နိုင်ငံက artist တွေပါဝင်ထားကြတာပါ။မစ္စနီကတော့မြန်မာနိုင်ငံက artist တယောက်အနေနဲ့ပါဝင်အားဖြည့်ထားတာဖြစ်လို့ကိုယ်တိုင်ရေးသားထားတဲ့သတင်းလေးပါ ကိုစိတ်တက်ကြတဲ့အချိန်တွေတော်တော်များများရှိခဲ့ပြီးမှအခုမှပြန်ပြီးတော့မစ္စန်နီကမ်ဘတ်အနေနဲ့ပြန်လာတဲ့တချင်းလို့လည်းပြောလို့ရပါတယ်လို့အစောတော်မစ္စန်နီကပြောပါတယ်။အစောပါအခမ်းအနားကိုတော့အမှုပညာအတိုင်းဝိုင်းကဖြိုပြေဆုံးအောင်ထက်တတ်တာနီနီကင်ဇော်ဂျူဝယ်ဟိန်းသိဘိုဘိုဖလင်ပရိုဒက်ရှင်ကဘိုဘိုဆန်နဲ့စတဲ့သူတွေတယောက်ခဲ့ကြပြီးတော့မစ္စန်နီရဲ့ပရိသတ်ဖန်တွေကဘတ်ဒေးဆာပရိုက်အနေနဲ့လက်ဆောင်ကိတ်တွေပေးရခဲ့ကြပါတယ်။သူမကတော့ဂီတာသက်တမ်း16နှစ်မှာဘော်ဒီဝိတ်တွေလည်းအများကြီးချပြီး ငွေကြေးအကောင်ကြတော်တော်ခန်ကဒါရိုက်တာစာကြီးစောင်းနိုင်တဲ့ရိုက်ကူးပုံဖော်ရိုက်ကူးထားတဲ့တချင်ဖြစ်တယ်လို့လည်းသိရပါဗျ။ Miss Sunny ရဲ့ VVD New Music Video မှာအင်္ဂလိပ်နဲ့မြန်မာလိုတချင်ကိုရေးသားတည်ဆိုထားပြီးလာမယ့်ဆောင်က Sunny ရဲ့နေမွေးနေ့မှာတော့ online platform တွေကနေထွက်ရှိမှာဖြစ်ပါတယ်။ Miss Sunny ရဲ့တကယ်ခံစားပြီးပြောချင်တဲ့စကားတွေကိုကိုကိုပြောချင်တဲ့ information တွေကိုရေးထားအဖြစ်လို့ Miss Sunny ရဲ့ comeback အနေနဲ့ special singing track အနေနဲ့ပရိသတ်ကိုပေးချင်တာရောပြီးတော့တခြားနိုင်ငံက artist တွေ ပရိသတ်တွေကြည့်ရင်နားထောင်ရင်လဲ quality အရန်ကောင်းစေရမို့တိကျအချိန်ယူပြီးတက်ဆွမ်းတလောက်လူအားငွေအားအုံနောက်အားတွေအများကြီးစိုက်ထုတ်ထားပါတယ်။ brand များမှန်ရင် nominate ဖို့ဆိုတဲ့အတိုင်းအကောင်းဆုံးရေးသားထားပါတယ်လို့သူမကဆက်ပြောပါတယ်။ပရိသတ်ကြီးတွဲမြောက်ပြီးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ဟာတတေကာပုံစံသူကြောက်ကိုကြောက်ရုပ်ရှင်စကားကြီးရဲ့ပရီမီယံရှိုးဝဲအခမ်းအနားကျင်းပရဲဆိုတဲ့သတင်းလေးပါကုမူဒရာရုပ်ရှင်ထုတ်လုပ်ရေးကဟာတတေကာပုံစံသူကြောက်ကိုကြောက်ရုပ်ရှင်စကားကြီးရဲ့ပရီမီယံရှိုးဝဲအခမ်းအနားကိုတော့ ရှင်းနေဆောင်လာကိုရဲ့ညနေပိုင်းကရန်ကုန်မြို့တမနာအစစ်မြေရုပ်ရှင်မှာကျင်းပခဲ့ပါတယ်။ဒီရုပ်ရှင်စကားမှာရမုံကနွေဤဆန်းဆိုတဲ့ကာရီတာနဲ့ပါဝင်ထားပါတယ်။ဒီကားရဲ့အင်ဂျင်မှာဥခင်လိုင်းကိုမြင့်မြင့်ဖြိုးငေဆိုးကိုတင်မောင်စမ်းမင်းဝင်းရဲ့မတ်လင်းမိတ်ကက်လင်းလင်းရဲ့တရင်ကားကောင်ပေါ့နော်။ဇက်လန်ကဟာတတ34မှုပြိတဲ့အကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်လို့တရုတ်ဆောင်ရမုံမြင့်မြင့်ကပြောပါတယ်။အဆိုပါစကားကိုတော့ဇလန်ဇက်ညွန်ဒီဒီထအောင်ကရေးသားပြီးဒါရိုက်တာနိုရာကိုကတယောက်ဆောင်အကယ်ဒမီမြင့်မြတ်ဖြုံးဝင်ဆိုတင်မောင်ဆမ်းမင်းဝင်ချာလီ အရိုင်းခင်လိုက်နေသိအေအောင်ရမုံမြင့်မြတ်အကယ်မီတက္ကသိုလ်ဂုံမုံလင်းလင်းမိတ်ကကင်ကြီးအင်ဂျာဗျူးမောင်ကင်းစားရတွေနဲ့ရိုက်ကူထားပါတယ်တရုတ်ရှင်ဇာကားကအနွေရရဲ့ပထမဆုံးယုံတင်ပြသတဲ့ဇာကားလည်းဖြစ်ပါတယ်နိုရာနဲ့ပထမဆုံးအတူဆုံးမိဒီဇာကားမှာပါဝင်သေးဆောင်ပေးကြတဲ့ဝိုင်းအနုပညာရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တဲဟာသာဇလန်လေးလည်းဖြစ်ပါတယ်လို့ဒါရိုက်တာနိုရာကပြောပါတယ် ူเจ้าကိုကြာရွေးရှင်စကားကြီးကိုလာမယ့်ဇွန်လအဆက်တမန်နေ့မှာတနိုင်ငံလုံးမှာရှိနေတဲ့ရုပ်ရှင်ုံတွေမှာရှုံတင်ပြသသွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့မိမိချစ်ဦးဇာကနဲ့နိုင်ငံတကာမှာဝိမုံရွှေထက်သားတော့မယ်ဆိုပြီးစိတ်ဝင်စားခြင်းခံရတဲ့တဲဆူညီမပရိသတ်ကြီးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အတော်လို့ဆိုပြီးချီးကျူးခံခဲ့ရတဲ့တဲတဲကကိုကိုကိုယုံကြည်မှုနဲ့အတော်ရှိရသူပါဒါကြောင့်လဲတဲတဲကပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုဂရုမစိုက်ပဲသူ့မှန်တဲ့ထင်ရတာလုပ်ပြီး သူ့ရဲ့လုပ်ရတိုင်းကိုလည်းအားရကျဉ်းနေပါဗျ။တက်တဲ့မှာဘယ်သူနဲ့မှမတူတဲ့ဒီလို confident မျိုးရှိနေလို့လဲတက်တဲ့ဆိုတာဖြစ်နေပြီးချစ်တဲ့သူတွေမုန်းတဲ့သူတွေပေါများနေတာဖြစ်ပါတယ်။တက်တဲ့တရားအတိုင်ငယ်ငယ်လေးနဲ့ confident ရှိရှိစူးစမ်းနေရတွေကိုလေးစားအားကျပြီးချစ်ခင်ကြတဲ့သူတွေရှိသလိုတက်တဲ့ကိုဒီအရွယ်လေးနဲ့ over ဖြစ်လွန်းနေဆိုပြီးတော့ကြည်မြတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့တက်တဲ့ကတော့ဝေဖန်တတ်ခိုက်သူတွေကို view မဆိုင်ကြောင်းပြောပြပြီးတော့အခြေချလိုက်ပါတယ်။တက်တဲ့ကသူ့ကိုနှိမ်ချဆက်ဆံခဲ့တဲ့သူတွေကိုနိုင်ငံတကာပြိုင်ပွဲတွေမှာတောင်ခြေချခဲ့ပြီး မြန်မာနိုင်ငံရောက်လာတော့လေဒီလိုဆက်ချနေသေးပါပဲ Miss Green International 2024ပြိုင်ပွဲကြီးမှာတဲစုငင်းက second runner up ဆုကိုပြန်အပ်ပြီးတော့မြန်မာနိုင်ငံမှာအမင်းသမီးအနေနဲ့အခြေချဖို့ဆုံးဖြတ်လိုက်တဲ့အဆုံးဖြတ်ချက်ကအရန်ကိုမှန်ကန်သွားခဲ့ပါတယ် Mr. Noah ကမမှန်ကန်တဲ့သူဖြစ်တာတိုးတက်တဲ့လမ်းကြောင်းတွေကိုလည်းမဖောက်ပေးတာမို့တဲစုငင်းကအခုဆိုရင်သူ့ဆုံးဖြတ်ချက်နဲ့အမင်းသမီးဖြစ်လို့နေပါပြီတဲစုငင်းကပြိုင်ပွဲပြီးကြတဲ့ကရုပ်ရှင်စကားကြီးတွေတောက်လျှောက်ရိုက်ကူးနေရဖြစ်ပေမဲ့တကားမှာတော့ယုံတင်ပြသခြင်းမခံရသေးပါဘူး တဲဆူညင်ကရုပ်ရှင်စကားကြီးရိုက်ထားတာလပိုင်းသာရှိသေးပါတယ်။ရိုက်ထားတဲ့ရုပ်ရှင်တွေထဲမှာမှလူစိတ်ဝင်စားမှုအမြင့်တက်ဆုံးရုပ်ရှင်ကတော့မမေ့အချစ်ဦးရုပ်ရှင်စကားကြီးဖြစ်ပါတယ်။မမေ့အချစ်ဦးရုပ်ရှင်စကားကြီးကအကယ်ဒမီမှန်းလို့ရလောက်တဲ့အထိဇလန်ဆက်အိမ်ကောင်းတာဖြစ်တဲ့အတွက်စိတ်ဝင်စားနေကြတာပါ။အစိုးရရုပ်ရှင်စကားကြီးကအသေးစုငင်းအတွက်မင်းသမီးတယောက်ဖြစ်အောင်မြင်မလားမအောင်မြင်ဘူးလားဆိုတော့အဆုံးဖြတ်ဖြစ်သွားနိုင်ပါတယ်။ရိုက်ကူးထားတာလပိုင်းသာရှိသေးပေမဲ့မမေအချစ်ဦးရုပ်ရှင်စကားကြီးကမကြခင်မှာယုံတင်ပြသမဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။ ဇက်ကရဲ့ကူထားတဲ့ဒါရိုက်တာကိုဇက်ကဇက်ကရဲ့ပိုစတာကိုထုတ်ပြလာပြီး coming soon ဆိုပြီးတော့ချပြလာပါတယ်။ဒါကြောင့်မို့မကြခင်မှာဆိုရင် ရုပ်ရှင်ဇက်ကကြီးကယုံတင်မှုအလားအလာရှိနေတာပါ။ဒါအပြင်ပိုစတာအရာနဲ့ကိုတဲဆုရင်း item တွေကအရန်ကိုစိတ်ဝင်စားဖို့ကောင်းနေရကြောင်းပရိသတ်တွေကစိတ်ဝင်စားမှုတွေမြင့်တက်သွားခဲ့ပါတယ်။ဒါရိုက်မကသေးပဲနဲ့နိုင်ငံခြား Beijing fan တခုကပါတဲဆုရင်းအတွက်အောင်မြင်မှုအများပြရနိုင်တဲ့ရုပ်ရှင်ကားကြီးဆိုပြီးတင်နေခဲ့ကြရပါတယ်။ဒါကြောင့်မို့မင်းမြင့်ချစ်ဦးရုပ်ရှင်ဇာတ်ကားကြီးက ရုံမတင်သေးရခင်မအိုအတော်လေးကိုအောင်မြင်ပြီလို့ဆိုရမှာဖြစ်ပါတယ်။အားလုံးကလည်းမမေချစ်ဦးရုပ်ရှင်စကားကြီးကိုစောင့်ကြည့်နေကြတာပါ။ဒါပြင်ရုပ်ရှင်အတိုင်းဝန်ကနေပြန်ကြားရတာကတော့မမေချစ်ဦးရုပ်ရှင်စကားကြီးရဲ့မှာတဲဆုညင်ရဲ့တရုပ်ဆောင်ချက်တွေကအရန်ကိုပြည်ပြင်းလွန်နေတယ်လို့သိရပါတယ်။မင်းသမီးအသေးလို့မထင်ရလားအောင်ကိုတရုပ်ဆောင်ကောင်းနေရကြောင်းစိတ်ညာအမှုပညာရှင်တွေကတော့ချီးကျူးနေတယ်လို့သိရပါတယ်။ဒါအပြင်ပထမဆုံးရုပ်ရှင်စကားကြီးနဲ့ရင်စကားတင်ဝင်မှုအထိဖြစ်နိုင်တယ်လို့သတင်းတွေပြန့်နေတာပါ။ တဲဆုညင်အမှုပညာကံတဲ့ဆန်းကကြောက်စရာကောင်းလောက်အောင်မြင်နေရဖြစ်ပါတယ်။တဲဆုညင်ကိုယ်တိုင်လည်းမိမိအခြေရုပ်ရှင်စကားကြီးယုံတင်မဲ့ပေါ်ဆိတ်လို့ရှားပြီးဆောင်ဆိုင်နေပါပြီ။နောက်ထပ်လည်းရုပ်ရှင်စကားကြီးတွေဇက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်။လက်ရှိမှာရိုက်ကူးရေးမလုပ်သေးပဲပွဲတက်သေးတာဇက်တိုက်ဆိုသလိုတက်နေတာပါ။ဒီနှစ်ထဲမှာဆိုရင်လည်းတဲဆုညင်ရုပ်ရှင်စကားကြီး၃ကားလောက်ယုံတင်မှုအလားအလာရှိနေပါတယ်။တချို့မိန်းသမီးတွေဆိုရင်ဇက်ကားရိုက်ထားပြီးနှစ်ချီကြာမှယုံတင်ခွင့်ရရှိတာပါ။ဒါပေမဲ့တဲဆုညင်ကတော့ကံကောင်းတာကြောင့်ရိုက်ထားပြီးလာပိုင်းအတွင်းယုံတင်ခွင့်နေရနေရပါ။ ဒါကြောင့်မို့လဲနိုင်ငံတကာကအလှမယ်ဖန်တွေကတဲဆုညင်ဘာလုပ်နေလဲဆိုပြီးအမြဲဆောင်ကြည့်နေကြပါတယ်။ဖိုတိုရှုလေးတစ်ခုလုပ်လိုက်တာနဲ့ကိုဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားတက်တာပါ။အနုမညာလောကကလူတွေကတော့တဲဆုညင်ကိုဝတ်မုံရွှေကြီးလို့နိုင်ငံတကာကိုထုတ်ဖောက်နိုင်မယ်လို့ထင်ကြည်ပေးကြပြီးဒုတိယကစ်ကစ်လို့လည်းခေါ်ဝေါ်နေကြပါတယ်။နိုင်ငံတကာဖန်တွေကစောင့်ကြည့်နေတဲ့မမေ့ချေဦးရုပ်ရှင်စကားကြီးရဲ့မှာတဲဆုညင်တရားပြုဆောင်ကောင်းနေမယ်လို့ပရိသတ်ကြီးနေနဲ့ထင်လားဆိုတာကွန်မန့်လေးမှာပြောပြခဲ့ကြပါအောင်ရှင်ပရိသတ်ကြီးအတွက်အမြတ်ဝပေးလိုက်ပါရနော် အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နေဖို့ကျမတို့ရဲ့ Selling Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရစေ။